1998ခုနှစ်ဒီဇင်ဘာလ4ရက်ယနေ့လိုနေ့မျိုးတွင်ကပ္ပအကြီးဆုံးအာကာသစီမံခင်း၏အဓိကအစိတ်အပိုင်းဖြစ်သော Unity တအာကာသစီမံခင်း၏အဓိကအစိတ်အပိုင်းဖြစ်သော Unity Note 1ကိုလွတ်တင်ရသည်အာကာသထဲတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ပြတ်တကားဖြစ်ပြီး2000ပြည့်နှစ်မှစ၍လူသားများအဆက်မပြတ်လိထိုင်ခဲ့ကြသောထူအာကာသစခင်းသည့်အမိမအဘယ်နီအီ හැබ ස්පේස් ටැක්ස්කු B ඉන්ටර්නේෂනල් ස්පේස් ස්ටේෂන් නැංගාන්ටක අගතා සකන් C මිය අග්‍රතා සකන් D සකයින් ලැට් අපි මෙරමා B නැංගාන්ටක අගතා සකන් ISSPD තොන්කුනේ අර කුසශේ කුනේ දීසෙබාලා ලීයනේ තුනේ NASA သည် ISSE အဓိကအစိပ်ပိုင်းများထဲမှတစ်ခုဖြစ်သော Unity Module ကိုလူတင်ခဲ့သည် ISS သည် American, Russia, Europe, Japan, Canada အပေါင်းဝင် နိုင်ငံပေါင်းစုံပူးပေါင်းပါဝင်တည်ဆောက်ထားသောစခန်းဖြစ်သည်၎င်းသည်ကမ္ဘာပတ်လမ်းကြောင်းရှိလူသားတို့တည်ဆောက်ခဲ့သောအကြီးဆုံးနှင့်အရေးပါဆုံးစောင့်အောင်ဖြစ်သည်နှစ်ထောင်ပြည့်နှစ်မှာဆောက်၍လူသားများအဆက်မပြတ်နေထိုင်ခဲ့ကြသည်